မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာငယ်မိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းအတွင်းမှာအဆက်ဆက်ရရအဆင်ပြေကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ခင်ဗျဆရာကဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဟောဇဒန်ကြီးကိုဟောကြားပေးมาဖြစ်ပါတယ်ဟောဇဒန်မဟုတ်ခင်မှာဆရာရဲ့မိတ်ဆွေတို့ဆရာကအဲဟောဇဒန်ကြီးဆိုတာဒီ17လပိုင်းအတွက်ကိုဆရာတို့အဲ အိမ်ဆောင်ရက်တရားစားလို့ဟုတ်လားယူရင်တူအခါပေးရက်တရားအစုံလာပြီလာကွယ်ငကားကောင်းအရက်ဟုတ်လားတီနေရနဲ့ဆရာရဲ့မိတ်ဆွေတွေကိုဒီ၁၇လပိုင်းကအလုတ်ပိုင်းနေစီးပွားရေးတွေခြွေစည်းတွေအဆတ်ရှိတဲ့အရာတွေအားလုံးကိုဆရာကရှုံပြီးတော့ချုပ်ခေါ်ထားတယ်၁၇လပိုင်းအတွက်အရှုပ်ဖြစ်ပါကြောင်းနဲ့ဆရာရဲ့မိတ်ဆွေတွေတနင်္ဂနွေကစပြီးတော့ဘယ်နေသားမဆိုအားလုံးနဲ့တက်ဆိုင်ကြောင်းနဲ့ အရှုံမိတ်ဆွေတွေကြတော့ဒီ hostel ကြီးမှာအိမ်ဆောက်တဲ့အခါဘယ်နေရာမှာဘလို့ဆောက်ရမလဲရည်ရွှင်းတူတဲ့အခါဆိုတာလေးကိုဆရာကတလတ်တာမင်္ဂလာအခါတွေကောအားလုံးကိုဆရာရွေးချယ်ပေးထားတာဖြစ်တဲ့အတွက်ဆရာကိုလာတိုင်းလာလာမိကြတယ်ဆရာ hostel ကြီးဆိုတာဘာလဲဆိုရင်တော့နေသားတိုင်းအတွက်ဖြစ်ပါကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေတွေဒီနေ့တော့25ခုနဲ့ဆက်ကလပိုင်းအတွက် hostel ကြီးကိုဆရာအခုပဲစတင်လိုက်ပါမယ်ခင်ဗျာနမောတတဗဂဝါသောအရဟသောဓမ္မံတံဗုဒ္ဓတ္တ တရနာနှစ်2569ခုနှစ်မြန်မာတက္ကသိုလ်1368ခုနှစ်တစောင်းမုံလာနတော်လာအတွက်ဟောစဒန်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလအတွက်ဆက်တလပိုင်းအတွက်တလစာဟောစဒန်ကြီးနေရှောင်းရန်ဆောင်းရန်အတွက်လိုအပ်သောအရာများကိုပြောပြပေးမှာဖြစ်ပါတယ်ဒီလအတွင်းမှာ၄ရက်ဆက်တလ2025၄ရက်ဆက်တလ2025အင်္ဂါနေ့ဟာတစောင်းမုံလာပြီနေလည်းဖြစ်ပြီးတော့ 19ရက်17လ2025ဗုဒ္ဓဘူးနေ့ဟာတဇောင်မုံလကွယ်ရလည်းဖြစ်ပါတယ်အဲကြားဖြတ်ပြီးပြောလိုပါတယ်အဲဆရာတို့တဇောင်မုံလပြီးနေဆိုဆရာကနှစ်စဉ်ချစ်ကြိမ်မြောက်ဆရာတောင်ကြီးဟောကမ်းမှာတောင်ကြီးကနေဟောကမ်းမှာမိတ်ဆွေတို့ဟိုဆရာတို့ကရွှေကျော်အိစာတရားမိတ်တိစီဂိုင်းတော်ဝင်လည်းဖြစ်တော့ဆရာအဖေကလည်းပြောကကုလာဆိုတော့အဲဆရာအဖေကတော့ဗီဒီမဟုတ်ဘူးကြားဖြတ်ပြောကကုလာနှစ်ပေါင်း20ကျော်ကြာပြီအဲ့တော့ဆရာတို့နှစ်တိုင်းဒီနှစ်နဲ့ဆိုရင်ဆရာပူဇော်ပွဲကြီးကြီးကျယ်ကျယ်လောက်တာ ချစ်တယ်မြောက်ရှိပါပြီခင်ဗျာဒါကြောင့်မိတ်ဆွေတို့ဟလာတောင်ကြီးရဆရာမိတ်ဆွေကြုံတဲ့အခါပဲဖြစ်ဖြစ်အခြားနေရာနေကြုံတဲ့အခါပဲဖြစ်ဖြစ်ဆရာငယ်ရဲ့ဟလာဟိုဒီဆရာပူဇော်ပွဲမှာကျတော့ဘယ်နေသားမဆိုအလူငွေထဲဝင်ချင်းတီးခံပါဒါပြီးတော့အားလုံးကိုလာတဲ့သူတွေအားလုံးကိုဆရာတို့ဟိုအားလုံးကိုပေါ့ထမင်းဟင်းအားလုံးကိုတွေးပြီးတော့အဲဆွနာလူကိုဖုန်ကြီး၅ပါးနဲ့အဲဟိုမနက်ပိုင်းမှာတော့ဖုန်ကြီး၅ပါးနဲ့တော့အန်ဒီရဲ့ကိမာညာပေါ့ဒါပြီးတော့ဆရာတို့ဟိုဒီချွင်ကျော်အိစာတရားမိတ်တိစေခိုင်းတော့ရဲ့ချစ်ကြိမ်မြောက် ဆရာပူဇော်ပွဲလည်းရှိပါကြောင်းနဲ့အဲဂိုင်းကန္နာကိုစိတ်ဝင်စားတဲ့မိษွေများအဖို့တော့အဲလာရောက်နိုင်ပါကြောင်းအားလုံးကိုမိသူမဆိုအဲမိษွေတို့အနေနဲ့ဂိုင်းမမမဟုတ်ဘူးဝင်ပြီးတော့ဒါနပြုလို့တဲ့မိษွေများအကုတ္တပါဝင်လာပါကြောင်းစထလောင်းဆရာကအကြံပေးလိုပါတယ်။အိုကေဆရာတို့စပေါ်လာရအောင်လေပြစ်တာပြားသွားပြီ။ဤလအတွင်း၄ရက်၁၇လ၂၀၂၅အင်္ဂါနေ့ဟာတစောင်းမုံလာပြင်းနေလဲဖြစ်ပြီးတော့ပြဿနာရက်လည်းဖြစ်တယ်။ 19ရက်17လ2025ဗုဒ္ဓဟူးနေ့ဟာတစောင်းမိုးလကွယ်နေလည်းဖြစ်ပါတယ်။ဤလအတွင်းမှာနဂါကောင်အရှိဘတ်အရတ်သူလှည့်ပါတယ်။ထို့အတူဝမ်းကတောင်ရက်၊ကြောကမြောက်ရက်၊အမီးက အနောက်ရက်သူအတိအတိရှိနေကြတယ်။အဓိကကတော့ဆရာတို့နဂါကောင်အရှိဘတ်အရတ်လှည့်တာကိုသိရင်ရပြီပေါ့။သို့တော့မိတ်ဆွေတို့အိမ်ဆောက်ပနဲ့ရရေရင်တူဟလာမိတ်ဆွေတို့အနေနဲ့ပဲဖြစ်ဖြစ် အဲငကားကောင်းနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းနေရာရွှေ့တာပဲဖြစ်ဖြစ်နတ်နဲ့ငကားမလဲဇာကောင်းနဲ့ရှေးထုံးလည်းမပဲကောင်းဈေးထုံးလည်းမကြွယ်ကောင်းနဲ့အီလအတွင်းငကားကောင်းဟာအရှိပန်းအရက်သူလှဲ့ပါတယ်ထို့တူဝမ်းကအတောင်ရက်ကြောကမြောက်ရက်အမိက အနောက်ရက်သူအတိတိတရှိနေကြပါတယ်ဒီလအတွင်းမှာကျမ်းမာရေးအနေနဲ့အများစုဟာလေထိုးလေအောင်ရှင်းများအသက်ရှူကြက်ရှင်းများစသောအရာများကိုခလေးငယ်တွေမှာအထုကိယူဆိုင်ရန်လိုအပ်ပြီးတော့အဖြစ်များတက်တော်လာဖြစ်ပါတယ်ခင်ဗျာ ထို့ပြင်အသက်ကြီးသူများဘုရားတော့ဒူးတို့ခါတို့အစင်အမြစ်တို့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လာလို့ရှိရင်နာကျင်ထိခိုက်တာမျိုးလေးတွေအဲမိတ်ဆွေတို့နည်းသတိပြုစင်ကြင်ရလိုအပ်ကြောင်းနဲ့တကလေးငယ်များမိတ်ဆွေများဘုရားတော့အဲအသက်ရှူကြတာတွေနှလုံးနဲ့ပတ်သက်တာတွေကိုသတိပြုစင်ကြင်ရလိုအပ်ပြီးတဲ့အခါအသက်ကြီးသူမိတ်ဆွေများအဖို့ကတော့ဒူးတို့ခါတို့အစစ်မြစ်တို့နဲ့ပတ်သက်တဲ့ယောဂါတွေကိုတာမန်အားဖြင့်သတိထားစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီဆက်လက်ပိုင်းအတွင်းမှာဆိုရင်အထူးသဖြင့် ခရီးသွားဆိုင်ရာလုပ်ငန်းများဆက်ပစ္စည်းရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဓာတ်ဆီဒီဇယ်လောင်စာဆီအဆရှိသောအရာများအိုးအိမ်ရှံမီနေရာထိုင်ခင်းများများစွာထွန်ကားတက်ပြီးတဲ့အခါစားတောက်ကုန်လုပ်ငန်းများစံစီစေစာဆက်ပစ္စည်းအဆရှိသောလုပ်ငန်းတွေအထယ်လိပ်လုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအလှပကြီးရဖန်စီဆိုင်ရာလုပ်ငန်းတွေဟာဈေးကောင်းနိုင်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီရွှေဈေးဟာအတက်ပတ်သူ ရောက်ရှိနိုင်တော့လေမတိမငိမ့်ဖြစ်ခြင်းအပြောင်းလဲများခြင်းတွေကြုံရတတ်တော့လာဖြစ်ပါတယ်လူငယ်တွေအစီအင်းနဲ့ပတ်သက်လာရင်တော့မေတ္တာရေးကံစံအင်မတန်အားသာကောင်းမြင်ပြီးတော့ကြီးစားလဲရအိမ်အောင်လဲကြတာမျိုးသို့မဟုတ်ရင်ဖူးစာဘတ်အစ်စ်အမှန်ပေါ်လာတာမျိုးလေးတွေကြုံရတတ်တော့ကြောက် ဆရာမိတ်ဆွေများအရှိရင်နဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာအရှိရင်နဲ့ပတ်သက်ရင်တော့တုံဆိုင်တွေ့ဝေမနေပဲနဲ့ဇာငင်နာလေမင်္ဂလာရက်လာရွေးလို့ရကြောင်းနဲ့အဲမိတ်ဆွေတို့အရှိရင်မှာတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်ခြင်းဟာအာသာကောင်းမှုပြီးတော့အိမ်ဆောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းလူကြီးမိဘအနေနဲ့တွေ့ဆုံဆောင်ရခြင်းတွေအတွက်လည်းအာသာကောင်းမှုကြောင်းထပ်လောင်းအကြံပေးပါရစေခင်ဗျာနော်ထို့ပြင်မိတ်ဆွေတို့အိမ်ဆောင်ရှင်များဖို့ကတော့နေရာထိုင်ခြင်းနဲ့ပတ်သက်သောကိစ္စများကြောင့်အိမ်ဆောင်ကြီးမှာဖြစ်ဖြစ် မိမိရဲ့အိမ်နောက်ဘက်ရဲ့ယာဉ်လုပ်ငန်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဖြစ်ဖြစ်မိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေနေရာထိုင်နေအပြောင်းလဲအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းအနှဲငယ်ဖြစ်ရတာလွဲရင်နေရာတစ်ပိုင်ဆိုင်ခြင်းအိုးအိမ်ရှံပြီးနေရာတစ်ရရှိခြင်းပြောင်းရွှေ့ခြင်းယာဉ်တက်ရှင်တွေကြောင့်စိတ်ချမ်းသာစရာမျိုးဝေးကွာနေသောအိမ်နောက်ရှင်များဖို့အပြောင်းလဲလေးတွေကြောင့်ပြန်လည်စုံစည်းရတာမျိုးကြုံရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ဒီလထာတော်တွင်မှာဆိုရင်တနင်္ဂနွေသားသမီးတွေအနေနဲ့အလုတ်တွဲလောက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်တနင်္ဂနွေသားသမီးဇနီးသားသမီးတွေနဲ့တွဲဖက်ပြီးမိษွေတို့ရဲ့အကြံအစီကိုအကောင့်ထဲပေါ်ပြီးတော့ညှိနှိုင်းတိုင်းမင်းဆောင်ရွက်တာမျိုးပါကံဟူအားသာကောင်းမှုပြီးဈေးပြီးတော့၄ခန်းန်း၆ခန်းန်း0ခန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးတော့မိုးပြာရောင်အဝါရောင်ပန်းရောင်အဆတ်ရှိသောအယောင်တွေများများပါသောအယောင်တွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာမှုကိုပြုလုပ်ဆောင်ရွက်နိုင်ကြောင်းဆရာကထပ်လောင်း ပြောကြလိုက်ပါစီအကျိုးပေးကံကောင်းစီတော့အရက်မှာအရှိစုစုရဖြစ်ပါတယ်ခမရဒါပြင်မိတ်ဆွေတို့ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာလ3ရက်7ရက်22ရက်နေ့ဒီမှာမိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစေနိုင်သလိုအိမ်ဆောက်ပနဲ့ရရေရင်းတူတို့သောဆရာမိတ်ဆွေများဖို့ကတော့နိုဝင်ဘာလ င်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာ10ရက်16ရက်15ရက်နေ့တွေမှာအိမ်ဆောက်ခြင်းပနက်ရိုက်ခြင်းမြေတူးဆွားမှုအလုပ်တွေမှာအသာကောင်းမှုပြီးတော့ပြုလုပ်နိုင်ကြောင်းနဲ့ရှင်ပြုယဟန်ခံအိမ်ဓာတ်မင်္ဂလာပြုလုပ်လို့တော့မိတ်ဆွေများဒီအော်တိုဘာက4ရက်22ရက်28ရက်နေ့တွေမှာပြုမှုဆောင်ရွက်ရင်အသာကောင်းမှုတိုးတက်နိုင်ပါလေအိမ်ထောင်ပြုစစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေညီကောင်မောင်တို့များအနေနဲ့ကတော့နိုဝင်ဘာလ17ရက်22ရက် ့24ရက်နေ့ဒီမှာညနေမွန်တဲ့2နာရီမကျော်မီဟလာနိုဝင်ဘာလ17ရက်22ရက်24ရက်နေ့ဒီမှာရှေ့တိုးဆောင်ရပြီးတော့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းကံလန်းခြင်းနဲ့လက်ထပ်မင်္ဂလာပြုလုပ်နိုင်ကြောင်းဆရာမေဆွေတွေကိုဆရာကအကြံပေးဟောကြားလိုက်ပါတယ်ခင်ဗျာဒီ2025ခုနှစ်အတွက်ဇာငယ်အနေနဲ့2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပေးရတော့မျိုးမိတ်ဆွေဝိနာကန္နာဖြစ်လာပြီဆို ရေရာကြိုက်တလောက်ရှိစွမ်းမှာမဟုတ်ဘူး။အုံဖွာဖတ်ချတော့နဲ့ကန်စာတာတက်ကြီးဆိုရင်ဆရာငယ်ရှမ်းတာလားကြာပါပြီခင်ဗျာ။ကဲမိတ်ဆွေတို့ကိုဆရာနောက်တစ်ခေါက်လောက်ထပ်ပြောချင်ပါလေစကားလက်ဆောင်လေး။ဆရာငယ်ရဲ့မိတ်ဆွေများ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပြရတော့ဘျိုးမိတ်ဆွေဝိညာကံတာဖြစ်လာပြီဆိုရေရာကြိုက်တလောက်ရှိစွမ်းမှာမဟုတ်ဘူး။အုံဖွာဟတ်ချတော့နဲ့ကန်စာတာတက်ကြီးဆိုရင်တော့ ဆရာငယ်ရှမ်းသာတာကြာပြီဤက2025ခုနှစ်17လပိုင်းတွင်ဟောစတန်ပြီကဲကျေးဇူးတင်ပါတယ်ဆရာငယ်မိတ်ဆွေ900သား900သားသမီးများအပေါင်း2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝေဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတို့ဝကြပါစီကြောင်းနဲ့ဆရာငယ်နာပြည်တွင်မိကျင်ရင်ဖွံ့ဖို့တုံညာ2ကိုတုံညာ၄တက်လျှောက် 7902900 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050နဲ့မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်ပါစေ